ယနေ့ lesson gan symbol in the same way သို့တယောက်ပြပါတော့ရှိပိုင်တိုင်းစေတနာချုပ်ဒုတိယတိုင်းမှုနဲ့တကွစစ်ကောမဒီဒုတိယဥဒ္ဒါနဲ့စစ်ပဲနယ်ပဲအရက်ဖက်မိဘပြည်သူတယောက်လာတော့မိဘပြည်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ ဒီနေ့ကျင်းပါတဲ့လက်စင်ကန်းစင်ပွားတင်တန်းဟိုးဦးစီဦးဆောင်ဆောင်ရပေးတဲ့ဆရာများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လက်စင်ကန်းစင်ပွားတင်တန်းဆိုတာကပထမဤပညာ သိရင်းဤပညာတွေကိုစနစ်တကျတင်ကြားပေးတင်ကြားပေးတဲ့အချိန်မှာတင်ကြားခွင့်ရပြီးတော့စွန်းစွန်းတမန်ဆောင်ရွက်တဲ့ခဲ့တဲ့တင်တန်းကိုကောင်းမွန်စွာတည့်ရောက်ခဲ့တဲ့ကျွမ်းကျင်ခဲ့တဲ့ရဲဘော်ရဲဘက်များကနေပြီးတော့မိမိတို့အတုဒေတာ6ခုမှရှိတဲ့နေပေတီတီဖြူဟာတီတီက ကြံရှိနေသေးသောမိမိတို့ရဲ့အမျိုးသားများကိုမူလကကြွန်းခဲ့တဲ့လေ့ကျင့်ခဲ့တဲ့ဒီသင်တန်းစဉ်150ကနေရွေးထုတ်ပြီးတော့ယခုလိုစင်ပွားသင်တန်းလက်ဆင့်ကမ်းသင်တန်းများကိုစနစ်တကျသင်ကြားပေးတဲ့နေရာမှာစနစ်တကျစူးစမ်းအားထုတ်ပြီးတော့အောင်မြင်စွာဖြင့် ရာခိုင်နှုန်း85ရာခိုင်နှုန်းနီးပါးတည်ရောက်နိုင်ပြီးလင်းကျင့်နိုင်ပြီးစူးစမ်းအားထုတ်နိုင်ခဲ့တဲ့အတွက်အမျိုးသားများအားလုံးကိုစားလဲဝမ်းမြောက်ဝမ်းသာကိုယ်ယူပါれဒီလိုလက်စင်ကန်းတင်တန်းနေစေဘွားတင်တန်းနေတင်ကြရတဲ့အကြောင်းရင်းကတော့မိမိတို့ဘိုးမျိုးသားများ လက္ခဏာဂုံအင်္ဂဂုံတတိဈိမာတဲ့ဂုံတတိတွေကိုသာဝရတိတန်ခိုင်မြဲအောင်မြင်နိုင်ဖို့ဆိုတာကအကအကွယ်လိုပါတယ်လက္ခဏာဂုံအင်္ဂဂုံတတိဒီကိုအမြဲတမ်းကာကွယ်နိုင်မှုစောင့်ရှောက်နိုင်မှုဆိုတာအကာနဲ့အကွယ်နဲ့လိုတယ်အဲ့တော့တရားတွေဟာလက်ရှိအခြေအနေမှာဆိုရင်လည်း ဒီအကအွက်တွေမရှိဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့မြို့သားအန္တရာယ်တွေဒေသအန္တရာယ်တွေနိုင်ငံတော်အန္တရာယ်တွေကြားရောက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီလိုစင်ပွားတင်တန်းနေလက်စင်ကန်းတင်တန်းနေမပေးနိုင်ခဲ့ခင်ကလည်းမူလရှိတဲ့ရေဘော်ရေပက်များအမျိုးသားများအတွက်အသက်ပေးစတေးပြီးတော့ များစွာပေးဆက်ခဲ့ပြီးတော့မိမိတို့အမျိုးသားများအေးချမ်းစွာဒီတိုင်းဒီအေးချမ်းစွာရည်တည်နေနိုင်ရေးအတွက်အကျိုးစီးပွားများကိုကောင်းမွန်စွာရှာဖွေသတ်သောရောင်းဝယ်နိုင်ရေးအတွက်မိမိတို့ဘုံမြူသားတတ်မတော်တပ်ဖွဲ့ဝင်များကများစွာပေးဆက်ဆောင်ရွက်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ပုံမူပြီးတော့ အင်အားကောင်းကောင်းတောင်းတောင်းတင်းတင်းရဲရဲမွန်းမွန်းပြပြသားသားရှိတဲ့ရဲဘော်ကောင်းများစီမီစီကန်းကိုလိုက်နာတဲ့ရဲဘော်ကောင်းများအမိန်ကိုလိုက်နာနိုင်တဲ့ရဲဘော်ကောင်းများထပ်မံပေါ်ထွန်းလာဖို့ကြိုးစားအားထုတ်တဲ့နေရာမှာခုနကတင်ပြတဲ့အတိုင်းပဲတင်တန်းတာ150ကို စနစ်တကျကောင်းမွန်စွာကြိုးစားအားထုတ်တင်ကြပေးခဲ့ပြီး ယခုလိုရေးပေါ်ရေးပဲတို့ကိုစင်ပွားတင်နာများပြီးခဲ့နိုင်တာဖြစ်ပါလေအင်မတန်လဲတာအမှုသားအတွက်အင်အားကောင်းတစ်ခုအားကိုအားပွဲရှိတဲ့ရေးပေါ်ရေးပဲများဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ကျွန်တော်အမျိုးသားလက္ခဏာကိုအင်္ဂါကိုဒီလိုကျွန်တော်တို့မထိန်သိမ့်ဘူးမစောင့်ကြောက်ဘူးမကာကွယ်ဘူးဆိုရင်တော့ကျွန်တော်တို့အမျိုးသား ရဲ့လက္ခဏာကိုင်္ကာရီဟာထိကြိုက်ပျက်စီးပြီးတော့အမျိုးမျိုးအတွင်တွင်အခြားသူများအခြားလက်နက်ကိုင်ဖွဲ့စည်းများရဲ့တောင်းကျမ်းသူများရဲ့ဝင်ရောက်တိုက်ခိုက်ပျက်စီးတဲ့အချိန်မှာအကြောက်တရားတွေနဲ့ပြမကာကွယ်နိုင်မင်းနဲ့အရှုံးနဲ့ဆုံးဆုံးမှုများကိုကျွန်တော်ခံစားရမှာဖြစ်ပါတယ်။ယခုတော့အလုံးရဲ့အမျိုးသားများရဲ့စိတ်ဓာတ် ပြည်သူများရဲ့အကူအညီအဲလက်တွဲတူတူညီညီနဲ့ PNO နဲ့ပြည်သူပြည်သူနဲ့ PNO တူတူပဲအဲ့တော့အပြန်လန်လက်တွဲပြီးတော့မှတတ်နိုင်တဲ့အစိပ်ပိုင်းတွေတတ်နိုင်တဲ့အရေးသွေးတတ်နိုင်တဲ့အကာအကွယ်ဆောင်ဆောင်တွေဥပပေါင်းဆောင်ရနိုင်ခဲ့တဲ့အတွက်ဒီနေ့ဒီချိန်မှာရှမ်းပြည်နယ်တောင်ပိုင်းမှရှိသောမိမိတို့ ဘိုးမျိုးသားအပါဝင်အခြားသောညီနောင်တိုင်းသားများလည်းအေးချမ်းစွာ နေထိုင်နိုင်ခဲ့ပြီဖြစ်ပါသည်ဒီလိုနေထိုင်နိုင်ခဲ့အောင်လဲနိုင်ငံတော်အစိုးရနိုင်ငံတော်တပ်မတော်ကများစွာပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက်ပို့ပြီးတော့ထီရောက်အောင်မင်းစွာယခုလိုဆောင်ရွက်နိုင်ခဲ့သလိုရဲဘော်ရဲဘက်တို့တင်တန်းများကိုလည်း လွတ်လွတ်လပ်လပ်နဲ့တရားဝင်တင် जा ခွင့်ရခဲ့တယ်။နိုင်ငံတော်ပံ့ပိုးမှုမရှိရင်လည်းဘာမှကျွန်တော်တို့အဆင်ပြေမှုမရှိနိုင်ပါဘူး။တစ်ချိန်လုံးကပြောမယ်ဆိုရင်ကျွန်တော်တို့ဒီလက်နဲ့တရားဟိုးကျွန်တော်အမျိုးသားညီညာခံပြီးတဲ့အချိန်မှာလက်နဲ့တွေပြန်အပ်ဖို့ကျွန်တော်ဂတိကဝတ်တွေရှိခဲ့တဲ့အတိုင်း ကျွန်တော်တို့မြို့သားကောင်းဆောင်ထပ်တောင်ကန်းတီကန်းနေပြီးတော့နိုင်ငံတော်ပြန်လည်ပြီးတော့ဒါဂတိအတိုင်းအခြေခံဥပဒေတရားလည်းပြီးပြီးဖြစ်ပါသောကြောင့်ဂတိကဝတ်တိုင်းလက်နဲ့တည်းအဖို့သွားရောက်ပြီးတော့ဂတိသစ္စာတည်တည်နဲ့သွားရောက်ပြောဆိုဆွေးနွေးတင်ပြတဲ့အပေါ်မှာနိုင်ငံတော်အကြီးအကဲများကနေပြီးတော့ စီရေးကိုမျောတွေးပြီးတော့အနာဂတ်ကိုလည်းနားလည်ပြီးတဲ့အတွက်ဥောင်ကန်ဒီဒီလက်နဲ့တည်းကိုအပ်ပြန်ဆိုတာတော့မူယဂတိအယဂတိတစ္ဆာယအင်မတန်ကောင်းတဲ့အလဲအာမယ်လို့နားလည်ပါလေသို့တော်လည်းပဲဥောင်ကန်ဒီတို့အမျိုးသားအတွက်အကာအကွယ်ဒီလိုပါသေးတယ်အမျိုးသားအတွက်အချိန်နေတကူကိုရက်တီအောင်ဆောင်ရအောင်မှဖြစ်ပါတယ်ဒါကြောင့်မလို့ ဒီအနန္တကိုတော့လက်ခံနေဒါပေမဲ့လေတရားဝင်ဖြစ်သွားအောင်အခုအပ်လိုက်ပြီးငြိမ်းချမ်းရေးလုပ်ပြီးတာနဲ့အပ်လိုက်ပြီးဆိုရင်လေလူတို့မှာအကာအကွယ်မရှိဘဲနေမယ်ဒါနိုင်ငံတော်ရဲ့စေတနာအဲ့တော့အဲ့ဒီလက်နဲ့တွေကိုကျွန်တော်တို့ဘိုးငြိမ်းချမ်းရေးအသွင် ပြောင်းပြီးသူစစ်အဖြစ်နဲ့ပြောင်းလဲပေးခဲ့တယ် ပြောင်းလဲပေးခဲ့တယ်တရားဝယ်မိနိုင်ငံတော်ရဲ့စေတနာကပါလေမိမိတို့အမျိုးသားလူမျိုးများတွေလူအုံးမဲ့ဆောင်ရွက်ဖို့ရှိအောင်မဲ့အကာအကွယ်တွေလိုတယ်ဆိုတဲ့အတွက်ကြောင့်ဒီလက်နဲ့ဒီဆက်လက်ပြီးတော့ဆွဲကင်ခွင်းကိုတရားဝင်ဖြစ်စေရန်အသွင်ပြောင်းပြီးသူစေဘုံငင်းချမ်းကြီးကနေတဆင့်အသွင်ပြောင်းတာဒါကြောင့် ။ကိုငင်းချမ်းရင်အတင်ပြောင်းပြီးသူစစ်ဖြစ်ပါလေ။အဲအဲ့ဒီလိုဆောင်ရည်လာနိုင်ခဲ့တဲ့ဒီလက်နဲ့တွေကိုတရားဝင်ကြင်ခဲ့ကြင်ခွင့်ရတဲ့အချိန်မှာမိမိတို့မျိုးသားအခုလိုနိုင်ငံရေးပဋိပက္ခဖြစ်ပေါ်တဲ့အချိန်မှာနိုင်ငံတော်ရဲ့ယုံကြည်စွာနဲ့အသင်ပြောင်းပြည်သူစစ်ဖြစ်ပြောင်းလဲပေးတဲ့လက်နဲ့များနဲ့ကျွန်တော်တို့စာအာရှိသလောက် ဒုသာအထုတ်ပြီးမိဘပြည်သူများရဲ့အကက်ခဲတွေကိုမိဘပြည်သူများရဲ့အိုးအိမ်စည်းစိမ်တွေမတိမခိုက်အောင်ကာကွယ်ခဲ့နိုင်ပြီးထပ်ဆင့်ထပ်ဆင့်ဒုပွားအင်အားတွေကိုကျွန်တော်စုဆောင်းတယ်ကျွန်တော်ဘိုးမျိုးသားတွေကအမျိုးသားတိုင်းမှာမိမိတို့ရဲ့ဘဝမိမိတို့ရဲ့နေမိမိတို့ရဲ့လူမျိုးမိမိတို့ရဲ့ဒေသမိမိတို့ရဲ့နိုင်ငံ ဒီအတွက်ကိုကျွန်တော်တို့ကစစ်မှုထမ်းစစ်ပညာသင်ကိုသင်ရမယ်နိုင်ငံတိုင်းမှာလည်းလိုအပ်တယ်လူမျိုးတိုင်းမှာလည်းလိုအပ်တယ်ဒေသတိုင်းမှာလည်းလိုအပ်တယ်ဒါကြောင့်ဒီလိုစစ်မှုထမ်းတွေကိုလက်ဆင့်ကမ်းစစ်ပွဲကိုလက်ဆင့်ကမ်းလက်ဆင့်ကမ်းစစ်ပွားသင်တန်းပွဲကိုတက်တက်ကြွကြွနဲ့ဒေသအကျိုးပြည်နယ်အကျိုးနိုင်ငံအကျိုးအတွက်လာမိမိတို့ခွန်အားတွေကိုစိုက်ထုတ်ပြီးတော့ ိုးစားအားထုတ်လာတာအင်မတန်မှလည်းနိုင်ငံအတွက်ဒေသအတွက်အင်မတန်ခွန်အားကောင်းတရားဖြစ်ပါတယ်လို့ပြောချင်ပါတယ်အဓိကတော့စစ်သားတယောက်ဖြစ်လာစစ်သားကောင်းဖြစ်ဖို့ဆိုတဲ့စိတ်ဓာတ်အဓိကထားဖို့လိုတယ်စစ်သားကောင်းဆိုရင်တော့ဗာလဲဆိုရင်စစ်သားကောင်းဟာစင်ဝတ်တည်စစ်ဟလာစစ်စီမစ်စီကန်နေစင်ဝတ်တည်ဒါတွေကိုလိုက်နာဖို့လိုပါတယ်စစ်စီမစ်စီကန်နေ စည်ရစည်ရကျင့်ဝတ်တွေကိုမလိုက်နာဘူးဆိုရင်ကျွန်တော်တို့ရဲ့အမျိုးသားဂုံအင်ကလက္ခဏာတွေကြာစင်းမှာဖြစ်ပါလေကျွန်တော်ဆွဲကြင်နာတဲ့လက်နဲ့တည်းမိမိမိဘပြည်သူတွေကိုဒုက္ခပေးဖို့မဟုတ်ဘူးမိဘပြည်သူတွေကိုစောင့်ရှောက်ဖို့ဟလာမိမိတို့အချင်းချင်းမှာပုံမှုချစ်ခင်လေးစားတန်ဖိုးတာစီစီလုံးနဲ့ချစ်ခင်လေးစားကြဖို့ စစ်စီမင်းစီကနေတတ်မှတ်ထားတဲ့စီမင်းစီကတိုင်ရင်လိုက်ပြူဟာလိုက်တက်ခွဲလိုက်တက်စုလိုက်တက်ဖွဲလိုက်တက်စိတ်လိုက်စီမင်းစီကနေစင်ကဲစင်ကဲလိုက်နာဆောင်ရဖို့လိုအပ်ပါလေအမိနာခံမှုမရှိရင်တော့အဲ့ဒီစစ်ပညာဘလောက်ပဲတင်ထားရင်လည်းအလကားပဲအမိနာခံမှုရှိမှသာလေတင်ကြားထားတဲ့စစ်ပညာနဲ့စစ်စီမင်းစီကနေနဲ့တကွာ စုဖွဲ့ခြင်းဖြန့်ခွဲခြင်းတိုက်ခိုက်ခြင်းချိန်မုံခြင်းဆိုတဲ့နေရာမှာထိရောက်အောင်မြင်မှုရှိမှာဖြစ်ပါတယ်။တနက်ကိုလွယ်ရမ်းနေမပြူပြစ်တတ်ရလည်းမပြီးသေးဘူး။ဟုတ်လားလေ့ကျင့်မှုတွေကအရေးကြီးတယ်။စည်ရည်တတိရှိဖို့လိုတဲ့ဆရာအမြဲတမ်းလေ့ကျင့်နေရမှာလေ့ကျင့်နေတယ်လို့စွမ်းရည်တွေကိုလည်းဖြည့်နေရမယ်။သစ္စာကတိဆိုတာခုနကျုပ်ရာသစ္စာကတိတွေလွတ်ဆိုသွားပြီးအဲ့သစ္စာကတိတိုင်းကျွန်တော်ဆောင်ရမှာဖြစ်ပါတယ်။ဒါရဲဘုံတို့ကြတော့အခု စင်လက်စင်ကန်စင်ဘွားတင်တော့တက်လာတဲ့အချိန်မှာခုနပဏာမလေးတင်မှုလေးတွေပြလိုက်တယ်စီးပြကိုကြည့်လိုက်တာနဲ့ရဲဘော်တို့ဟာပုံမှုစနစ်ကျလာပြီးပုံမှုပြီးတော့လည်းအမိန်နာခံတဲ့စနစ်တွေကိုမြင်ရတဲ့အိမတန်ဝမ်းသာပါတယ်ဒါခုနပြောတာဟုတ်ရှေ့မှာကျွန်တော်ကြုံခဲ့တဲ့ဟာပြောတာအဲ့ဒါတွေကိုသင်ခန်းစာယူပြီးတော့အခုလိုစင်ဘွားလက်စင်ကန်းတင်တန်းတွေကို ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလက်နဲ့တွေနိုင်ငံတော်ရဲ့အကူအညီနိုင်ငံတော်ရဲ့ကျေးဇူးလည်းပြောလို့ရတယ်နိုင်ငံတော်နေပြီးတော့ယုံကြည်စွာပေးထားတဲ့အပြင်ယခုလိုပဋိပက္ခဖြစ်ပေါ်တဲ့အချိန်မှာနိုင်ငံတော်ထပ်မံပြီးတော့ယုံကြည်မှုနဲ့ကျွန်တော်တို့လက်ဝဲအနံထားတဲ့အချိန်မှာနိုင်ငံတော်ရဲ့မေတ္တာစေတနာကိုလည်းနားလည်ဖို့လိုတယ်နိုင်ငံတော်ချမှတ်ထားတဲ့စီမံစည်းကမ်းလည်းနားလည်ဖို့လိုတယ် အဓိကစစ်စီမင်းစီကဒီလက်နဲ့တင်နဲ့ဘယ်လိုသွားတင်နေမသွားတင်ဘူးဘယ်လိုလုပ်တင်နေမလုပ်တင်ဘူးဒီလက်နဲ့တည်းအသုံးချပြီးတော့မိမိအမျိုးသားကိုယ်ရင်ကလက္ခဏာထိခိုက်အောင်မလုပ်တင်ဘူးဆိုတာဒီအဓိကနားလည်ဖို့လို့ဒီလက်နဲ့တည်းကမိမိတို့ရဲ့အမျိုးသားအတွက်ကိုင်းဆောင်တာဖြစ်ပါသောကြောင့်ဒီလက်နဲ့တည်းနဲ့သွားလာတဲ့အချိန်မှာအများသူငါ လားအမြင်ကြည့်ဖို့လိုတယ်အများသူကလေးစားဖို့လိုတယ်အများသူကချစ်ခင်ဖို့လိုတယ်တန်ဖိုးထားဖို့လိုတယ်အများသူကလေးစားဖို့လိုတယ်ကျွန်တော်တို့ဟာအသက်တွေချွေးတွေခန္ဓာကိုယ်တွေပေးဆက်ဖို့ဒီလက်နဲ့တွေကင်နာတာဖြစ်တယ်မိဘပြည်သူများအတွက်အသက်ပေးအန္တရာယ်လည်းပေးပြီးတော့ပေးဆက်ပြီးတော့လည်းတိုက်ခိုက်ရတယ်ခြေမုံရတယ်ပြီးတော့ကိုယ့်ရဲ့အားနည်းချက်လေးကြောင့်မလို့လားမိမိတို့အဖွဲ့ဘောအဖွဲ့အပေါ်မှာ တက်မတော်ပေါ်မှာအမြင်ဆောင်သွားမယ်အထင်သေးသွားမယ်ဒါဆိုကျွန်တော်လုပ်ခဲ့သမျှကျွန်တော်တန်ဖိုးတွေမရှိတော့ပဲဖြစ်သွားမယ်ဒါကြောင့်မိမိတို့ဆွဲကင်ထားတဲ့လက်နဲ့များကိုစနစ်တကျနဲ့တန်ဖိုးထားပြီးတော့စီမင်းစည်းကမ်းတိုင်းလိုက်နာဆောင်ရွက်ပြီးတော့မိမိတို့အထူးသီတာချုပ်မှရှိတဲ့မိဘပြည်သူများနဲ့အတူမိမိတို့နိုင်ငံမိမိတို့ပြည်နယ်အကျိုးကိုစွန်းစွန်းတမန်နဲ့ မိမိတို့မျိုးသားမိမိတို့ဂုံင်္ဂလက္ခဏာကိုထာဝရတည်တံ့ခိုင်မြဲစေရန်ရေရေမွန်းမွန်းပြက်ပြက်သားသားနဲ့ပေးအပ်တဲ့တာဝန်များကိုကံကွယ်ဆောင်ဆောင်နိုင်ပါစေလို့ပြောကြရင်ဤကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်